အော်ဒီထိုင်မသိန်းတို့ခါဝင်လို့ဆိုတော့တောက်လျှောက်ဝေးရတောက်လျှောက်အမြဲဝေးရတယ်ဆိုပြည့်ဆိုရင်ဒီဘယ်လိုပြောမလဲမင်္ဂလာဆောင်တဲ့ຢာတီဆိုရင်ထိုင်မသိန်းတွေအများကြီးဝေးရတယ်အများကြီးဝေးတိုင်းလဲဆိုပြည့်တင်ပါတယ်ဘာလို့ဆိုတော့ဆိုပြည့်တို့ကဒါကြော်ညာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာကိုကိုအာကြော်ညာတဲ့ဒီဟာဘယ်လိုပြောမလဲဒီ client အတွက်ကိုဒါကြော်ညာ post တင်ပေးရမျိုးရှိရယ်ဆိုပြည့်လည်းအများနဲ့တင်ပါတယ်အဲ့လိုမျိုးလေးဒါပေမဲ့တချို့ကြာလဲဟိုဘယ်လိုပြောထိုင်မသိန်းနဲ့မြင်တိုင်းမင်္ဂလာဆောင်သွားပြီလို့ထင်ထင်ကြရမျိုးလေးလည်းရှိရပါတော့เนาะဟုတ် ကျန်းကျင်ညာပေါ့မင်းနဲ့မေကမင်းနဲ့မေကကမင်္ဂလာဆောင်ရင်ဘယ်လိုမျိုးဝတ်မှာလဲလို့မျိုးအဲပြီးမှစဉ်းစားပြီးတော့လေစဉ်းစားပြီးပြောပြမယ်အာဘလိုလေးရှိလဲဆိုတော့ဒီလိုပဲဘလိုပြောမလဲ ုံတွေ့နေရတာပဲလीနော်ကြုံတွေ့နေရမျိုးရောရှိရဲတခါလေကြတော့လဲဟိုဘယ်လိုပြောမလဲတချို့ပြိသက်လေးတွေကြတော့လဲဟိုရိုးသားတဲ့ပြိသက်လေးတွေလည်းရှိရဲအခါကြတော့အချို့ကကြတော့လဲဟိုဘယ်လိုပြောမလဲအာဒီအနုပညာရှင်ဆိုတဲ့အခါကျတော့ဒီ page တွေပေါ့နော်ဒါဒါအကိုတို့အမတို့ဆိုရင်ဒါဟိုဘယ်လိုပြောမလဲတကယ် real assessment media တွေဒါပေမဲ့တချို့ကျတော့လဲအဲ့လို media မဟုတ်ဘူး ဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုကကို page ထောင်ပြီးတော့ကိုရေးချင်တာတွေကိုပြောချင်တာတွေရှောက်ပြောနေတဲ့ page တွေလည်းရှိရပါပေါ့ဆိုတော့ဟိုဘယ်လိုပြောမလဲခါခါကြတော့လည်းအနုပညာရှင်တွေဂျာအနုပညာရှင်တွေအနေနဲ့အခက်ခဲဖြစ်ရတာမျိုးလေးတွေလည်းရှိတာပေါ့ဟုတ်အော်ဒီထိုင်မသိန်းတို့ခါဝင်တို့ဆိုတောက်လျှောက်ဝေးရတောက်လျှောက်အမြဲဝေးရတယ်ဆိုပြည့်ဆိုရင်ဒီဘယ်လိုပြောမလဲမင်္ဂလာဆောင်တဲ့ယာတီဆိုရင်ထိုင်မသိန်းနေအများကြီးဝေးရတယ် အများကြီးဝတ်တိုင်းလဲဆိုပြီးတင်ပါတယ်ဘာလို့ဆိုတော့ဆိုပြီးတော့ဒါကြော်ညာဖြစ်တဲ့ကြောင့်မူလို့အာကိုကိုအာကြော်ညာတဲ့ဒီဘယ်လိုပြောမလဲဒီ client အတွက်ကိုဒါကြော်ညာ post တင်ပေးရမျိုးရှိရယ်ဆိုပြီးလဲအများနဲ့တင်ပါတယ်အဲ့လိုမျိုးလေးဒါပေမဲ့တချို့ကြာလဲဟိုဘယ်လိုပြောထိုင်မသိနေအမြင်တိုင်းမင်္ဂလာဆောင်သွားပြီလို့ထင်ထင်ကြရမျိုးလေးလည်းရှိရပါတော့เนาะဟုတ်ကျန်းကျင်သွားရတော့ပြောလို့ရမလားကျန်းကျင်ညာပါဟုတ် ဒါမြန်မာဝှစ်ဆောင်ကတော့ဝတ်ပူဝေးရမှာပေါ့နော်ဆိုပြီးတော့ဒီမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာဝှစ်ဆောင်ကတော့ဝတ်ကိုဝေးရမှာပေါ့ဒါဆိုမြန်မာဝှစ်ဆောင်နဲ့တခါဆောင်မယ်မဘူးလေမင်းနဲ့မေကိုမင်းနဲ့မေကိုကမင်္ဂလာဆောင်ရင်ဘယ်လိုမျိုးဝတ်မှာလဲလို့မြန်မာဝှစ်ဆောင်ကအဲ့လိုတပ်ပွဲလေးပါလေလို့ချင်တာမြန်မာဝှစ်ဆောင်ကလည်းတပ်ပွဲထွက်ပဲ wedding gown ထွက်ပါမယ်အဲပြီးမှစဉ်းစားပြီးတော့လေစဉ်းစားပြီးပြောပြမယ် အာမောင်လေးပိုင်တခွန်ရဲ့မင်္ဂလာပွဲလေးလက်တယောက်ဖြစ်ပါတယ်ဘာဘာပြောဆိုပြရတော့ကိုလဲလေဟိုကိုလဲအားတယ်ကိုလဲရန်ကုန်မှာလည်းရှိရယ်ကိုလဲသွားလို့တခါခါကြလည်းနေရောက်နေရမျိုးတွေခီးလွန်နေရမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဆိုပြမသွားဖြစ်တဲ့ပွဲလေးရှိရယ်ဒါပေမဲ့တောင်းတန်ကတော့ဆိုပြဒီမှာလည်းရှိရယ်သွားလို့လည်းအဆင်ပြေအားလည်းအားတယ်ဆိုလို့ရှိရင်ဆိုပြအနုပညာရှင်တွေရဲ့မင်္ဂလာပွဲတိုင်းကိုကိုဖိတ်ချတဲ့ပွဲတိုင်းဆိုပြတက်ဖြစ်တယ်ပေါ့နော်ဆိုတော့အခုလဲဒါမောင်လေးပိုင်တခွန် ရဲ့မင်္ဂလာပွဲလေးကိုတက်ရောက်ပြီးတော့ချီးမြှင့်ဖြစ်ပါတယ်ဟိုအင်တာမလည်းတီတီနူးဖို့လည်းကောင်းတယ်ပျော်ဖို့လည်းကောင်းပါတယ်ဟုတ်